မင်္ဂလာပါခင်ဗျာအခုအတင်ပြချက်ကတော့အကြောင်းအရာတစ်ခုအတင်ပြချက်တည်းပေါ့နော်ဒီသတင်းစကားလေးပါခြင်းတဲ့သဘောဖြစ်ပါတယ်သတင်းစကားပါခြင်းတဲ့အကြောင်းကဒီကျွန်တော်အရင်ကံကောင်းခြင်းနဲ့ပတ်သက်တဲ့ကိုရံဘာဝနဲ့ပတ်သက်တဲ့အကြောင်းပေါ့နော်ကိုရံဘာဝနဲ့ပတ်သက်တဲ့အကြောင်းကိုလည်းကပြန်ရတင်ပြလိုက်တယ်တင်ပြလိုက်တဲ့အခါကျတော့ဒီ post ကိုကြည့်တဲ့သူတို့ကမဟာဘုတ်ရတယ်ပေါ့နော်ကံကောင်းခြင်းနဲ့ပတ်သက်လို့ဆက်ဆက်အတင်ပြပါဦးလို့သူကဒီတင်ပြပြောရပေါ့နော် သူပြောတဲ့သဘောကတော့နတ်ခဘေဒင်ကကံကောင်းခြင်းကိုပြောသလိုမျိုးမာဖို့ဘေဒင်ကကံကောင်းခြင်းကိုပြောဖို့ဆိုပြီးတော့သူကပြောလာပါတယ်ပြောလာတော့ကျွန်တော်လည်းပထမစကူတော့မှာတော့ရှိတယ်ပေါ့နော်နောက်အဓိကအဖြစ်ဒီနတ်ခဘေဒင်ကတော့ကိုအဓိကလုပ်တဲ့အလိုင်းနောက်ဒီခြားဘေဒင်တွေဖြစ်တဲ့မာဖို့ဘေဒင်ပညာတို့တက်ခတ်ပညာတို့ကတော့ကိုအဓိကမဟုတ်တော့လည်းပေါ့နော်ဒီအပိုင်းခါမှာဝိဉ္ဇဉ်မသိတဲ့အစားတာအရှင်နေနဲ့ပတ်သက်ရင်အချို့သော လိုအပ်တဲ့ဇာတာရှင်နေတဲ့ပတ်သက်ရင်တော့လေဒီမဟာဘုတ်တက္ခအပိဒိယပညာအရအဘောပေါ့နော်ဒီသုံးနာပေါ်နေဒီအရာပေါ့နော်ကျိုးတော်နည်းတွေအရာပါလုံးဆွဲမှုတွေကိုအကျဉ်းရင်းဒီယူကြည့်လိရှိတယ်နောက်လိုအပ်လို့ရှိရင်ကြော်ရဲပြိဋ္ဌကိုညာနဲ့ပတ်သက်တဲ့အချက်လေးတွေကြီးလိရှိတယ်ပေါ့ရှိတော့အခုဒီလိုမျိုးပေါ့နော်ဒီမဟာဘုတ်ပိဒိယအရာဆိုတဲ့အခါကျတော့မဟာဘုတ်ပိဒိယအရာဖြစ်စေပေါ့နော်ဒီမှာယူရပိဒိယပညာအရာဖြစ်စေအများကိုလည်းတင်ပြလို့ အစဉ်ပြေနဲ့ဒီဒီမှာဖွဲ့အကြောင်းတစ်ခုလည်းဖြစ်မဲ့ကိစ္စအရက်တွေကိုပြပြပြဖို့ဆိုပြီးစဉ်းစားတာပါပဲအဲ့လိုစဉ်းစားစဉ်းစားရတဲ့အခါကျတော့ဒီပရမအဖြစ်ပေါ့နော်ဒီနတ်ကအပေရင်ပညာအရာပေါ့သုံးသက်တဲ့ကိစ္စအရာလေးတွေနဲ့ဆက်ဆက်ပြီးတော့ဒီသက်ခပညာနဲ့ဆက်ဆက်လာတဲ့အကြောင်းကြီးတွေဆင်းနေပြဖို့ရှိပါတယ်အဲ့တော့အခုလက်ရှိပေါ့နော်အခုကံကောင်းခြင်းနဲ့ပတ်သက်တဲ့ကိစ္စအရာကိုဒီမြမအပေရင်ပညာနဲ့ဆက်ဆက်ပြောပါ ဆိုရဲခါကြတော့ဒီမြမဗီဒင်ပညာအရာပေါ့ဒီကံကောင်းခြင်းနဲ့ပတ်သက်တဲ့ကိစ္စရက်ကိုရက်ခဗီဒင်မှာပေါ်ပြထားသလိုပြောဖို့ကတော့အခက်အခဲရှိပါတယ်ပေါ့ဒီဉာဏ်ဒီတော့ပြောရမယ်ဆိုလို့ရှိရင်တော့ဒီမဟာဗုဒ္ဓဗီဒင်ပညာမှာတော့ပါနော်ဒီသာတာသစာမှာတော့ကံကောင်းတဲ့ဆိုတဲ့အကြောင်းလေးတွေကိုယူဆအချက်ကတော့ပထမတစ်ခုကဒီသာတာဒီမဟာဗုဒ္ဓသာတာရှင်နေဟာဒီ ောင်းမွန်တဲ့ဌာနလို့ခေါ်တဲ့ဒီသုဌာနတွေပေါ့နော်သုဌာနတွေမှာရှိတဲ့အိမ်တွေမှာယက်တည်တဲ့ဘာဒရှင်တွေကကောင်းမွန်မှုရှိကြတယ်လို့နော်သတ်မှတ်ထားရင်သတ်မှတ်ထားပြီးတော့အထွန်းဘွားဆိုရင်သူကအကောင်းဆုံးအနေနဲ့ယူဆအလိရှိကြတယ်အထွန်းဘွားရှိမယ်ပိုက်ဘွားရှိမယ်နောက်ရာဇဘွားရှိမယ်အဓိပတိဘွားရှိတယ်သူယူဆအရတော့ဒီဘွားတွေအနက်မှာမှာအဓိပတိဘွားကိုအနည်းငယ်လေးအားနေတယ်လို့သတ်မှတ် ဒါကအယူဆတော့ဒုညမအတူပဲပေါ့နော်။နောက်တချို့တဝါပေါ့နော်ဒီဒုဌာဏမဟုတ်တယ်ပေါ့နော်။ဒုဌာဏသဘောမျိုးဖြစ်တယ်။ဌာဏဒီအနေနဲ့ကတော့ဒီမာရဏဌာဏဖြစ်တယ်။နောက်ဘင်္ဂဌာဏ။နောက်ပုရိဌာဏဒီသုံးခုကတော့အားနေတဲ့ဌာဏလေးတွေနေနဲ့တော့ခွဲခြားထားတာရှိတယ်။ခွဲခြားတာရှိပြီးတော့ဒီသာဒရှင်နေရဲ့ပေါ့နော်။ဒါအနေနဲ့အတက်ကြအလေးတွေနဲ့ပတ်သက်ရင်ဒီဒုဌာဏနဲ့ပတ်သက်တဲ့ ဂျူရီဂျူစားတဲ့အချိန်မှာသာတာရှင်တွေဟာတန်ကောင်းခြင်းတွေကိုရရှိကြပြီးတော့ဒီသုဌာဏမဟုတ်တဲ့ဘောနော်ဌာဏဒီကဒုဌာဏအဒီနဲ့ပတ်သက်တဲ့ကာလအဒီဂျူစားအလို့ရှင်ပေါ့အားနည်းမှုလေးတွေရှိတယ်လို့ယူဆတာလည်းရှိတယ်ပြောကတော့ဒီအသက်အပိုင်းခြားအလိုက်ပေါ့ဘောနော်ဒီကာရကခေါ်တဲ့ကာရကဆိုတဲ့အကြောင်းအရာအရာပေါ့နော်ဒီကာရကကိုရောက်ရှိနေလို့ရှိလို့ရှိရင်ဒီဂျူကဘာကိုကာရကပြုတဲ့အတွက်ကြောင့်ဟုတ်လို့ ီလူရဲ့ဘဝတစ်ချက်မှာတန်ကောင်းခြင်းတန်ဆိုးခြင်းနဲ့ပတ်သက်လို့ယူဆလေးရှိတယ်။ဒီလိုမျိုးယူဆတာကဒီဂျိုစားခေါ်တယ်ပေါ့နော်ဒီဂျိုရဲ့ကြံစားတဲ့ကာလအပေါ်မူတည်ပြီးဆွေးချက်တာပေါ့။နောက်တစ်ခုကဒီတန်ကောင်းခြင်းနဲ့ပတ်သက်တဲ့အကြောင်းမူပဲပေါ့နော်။ဒီတက်ခတ်ပေတင်ပညာလို့ခေါ်တဲ့တဲ့ရအရာကဒီရှင်းတဲ့တကြိမ်နေပတ်သွားလာနေတာမှာတန်ကောင်းတဲ့လူအတမထားတာကဒီရာဟုကအစမင်းရာဟုနောက်တောက်ကြ တနင်းငယ်တွေတနင်းလာစပြီးပြန်ပေါ့နော်ဒီလေးတွေရောက်တဲ့တက်တယောက်ကာလတက်ခတ်ကာလတွေမှာကောင်းမွန်မှုရှိရဲ့လို့ဆိုရဲပေါ့အဲ့လိုဆိုတော့ level ပေါ့နော်ဒီလိုတယောက်ကာလမှာဒီလိုရှိတဲ့ဆိုတော့ level ပေါ့တယောက်ကာလအကောင်းရောက်ပြီးတော့မခံစားရတဲ့သာတာရှင်တွေလည်းရှိတယ်မခံစားတဲ့သာတာရှင်တွေကပမာအပြင်ပြောမယ်ဆိုရင်တာတာပရိသာသမိဆိုလို့ရှိရင်သူကတနင်းငယ်တွေတက်ရောက်တနင်းငယ်တက်ကသူ့ရဲ့ဘုံကြီးအိတ်တကယ်လို့တကယ်လို့ပေါ့နော်ဒီ တန်းငယ်ကလေးနဲ့ပတ်သက်လို့ပြောမယ်ဆိုလို့ရှိရင်တန်းငယ်ကလေးဆိုတာမင်္ဂလာနဲ့ပတ်သက်တယ်မင်္ဂလာဂျိုးလို့တော့ခေါ်တယ်ပေါ့နော်ဒီဇာတာရှင်တယောက်ကဒီတန်းငယ်ကလေးတယောက်ကိုရောက်တဲ့အခါကျတော့ရှင်ဘဝမှာတန်ကောင်းခြင်းတွေဥစ္စာပစ္စည်းပိုင်ဆိုင်ရရှိခြင်းတွေဘဝမှာသူ့ဘဝချင်းတွေရရှိမယ်လို့ဆိုတဲ့အိမ်ပေါ့ဒါပေမဲ့အဲ့ဒီနေရာမှာဒီဇာတာပရိသသမီးကဒီနေရာမှာဂျိုးစားလဲတွားကြမယ်နောက်ပြီးတော့တဲ့ရလဲတွားကြမယ်ဆိုလို့ရှိရင်သူ့အတွက်ကတော့ကံကောင်းခြင်းမရှိဘူးဒါကြောင့်အဲ့လိုလေသူကဒီပြောလို့ မရပြန်ဘူးနောက်တစ်ခါဒုတိယနဲ့ပေါ့နော်တက်တင်းငွေတက်ရောက်လို့ပဲတောင်းပေါ်နဲ့နေရာကမရှိပြီလဲဆိုတော့တင်းလာရှိတယ်တင်းလာကြတော့ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စရက်တွေနဲ့ပတ်သက်ရင်တင်းလာတက်ရောက်ကိစ္စမှာငွေကြေးကိစ္စနဲ့ပတ်သက်လို့ငွေကြေးဝင်တာပြူတာနဲ့ပတ်သက်လို့ကောင်းမယ်နောက်ရောက်ရမယ့်ကိစ္စရက်တွေကိုဒီတင်းလာတက်ရောက်လွန်ပြီးတော့နောက်ဆိုးတဲ့တက်ရောက်တဲ့ရောက်သွားလို့ရှိရင်ပေါ့နော်ခက်ခက်ဖြစ်ပါလို့တနင်္လာတဲ့အောင်မှာဝီဒီကိစ္စတွေဖြတ်เสียရရှိတာအလုပ်เสียရရှိတာတွေလုပ်ကြလိမ့်ရှိတယ်ပေါ့ ဲ့တော့အခုပြောတဲ့ကိစ္စကိုပြန်သုံးသပ်မယ်ဆိုရင်အများသောအပြည့်အကံကောင်းဘဝမှာဒီကံကောင်းခြင်းတို့ဘဝရဲ့အလားအလာတို့ကိုတွက်ချက်တဲ့အနေအားကြတော့ဒီသာရမှာရှိတဲ့စားတဲ့ဂျူရီရဲ့အနေအထားပေါ့နော်ဒဲတုံထာနာဂျူရီဂျူစားတဲ့ဆိုလို့ရှိရင်ဒီဇာတာရှင်ရဲ့တယောက်ကဘဝမှာတက်တယ်ကြတယ်ပေါ့နော်အဲ့တော့ဒီကြတဲ့နေရာမှာ ကောင်းတဲ့ဌာနရောက်လိုက်ဆိုးတဲ့ဌာနရောက်လိုက်ကောင်းတဲ့ဌာနရောက်လိုက်အဲ့ဒါပေါ်မူတည်ပြီးတော့ဒီဇာတာရှင်ဟာဘဝမှာဦးဇာတာကောင်းနေတယ် လဲလက်ဘွားမှာတိုးတက်တယ်လို့အောင်မြင်တယ်လို့ဆိုပြီးတော့ဒီလက်ချက်အခါမှာပြောဆိုကြတာတွေရှိပါတယ်ဒီကာရကနဲ့အတွက်တဲ့အကိစ္စတော့အနည်းငယ်လေးဟိုဟာလေးပေါ့နော်ဒီစာလဲလေးတဲ့အတွက်ကြောင့်ဒီဟာပြောမယ်ဆိုလို့ရှိရင်တော့ကျက်ကျမှုရှိတယ်လို့အဲ့ဒါနဲ့ပတ်သက်ပြီးတော့လေးဆရာကြီးပြအဆိုပြချက်ချပြီးသုံးတဲ့ကြရည်လေးရှိကောင်းရှိမယ်နည်းမယ်လို့တော့ထင်ပါတယ်နောက်ပြီးတော့မှဒီခုနကပြောတဲ့ဒီနှစ်ကြာရှည်ကာလဒီဘဝတစ်လျှောက်ကိုဒီလိုဆုံးဖြတ်ပြီးလို့ရှိရင် ခုနပြောတဲ့တယောက်ကာလဒီကိုကြတော့ရိုးရိုးတန်းတန်းပေါ့နော်ဒီတယောက်ဒီအကောင့်လေးဌာနရောက်လို့ရှိရင်တောင်းရမယ်ဆိုတော့တတိယယူဆထားလို့မရဘူးတတိယယူဆထားလို့မရတဲ့အတွက်ကြောင့်ဟိုလိုဒီဟာဒီဇာတာအရှင်နေတဲ့ပတ်သက်ရင်းဆိုတာနေသားလိုက်အဲသူတို့မွေးတဲ့အကျွမ်းလိုက်အပေါ်မူတည်ပြီးတော့ပဲသူအတုံးသက်အဆုံးဖြတ်လို့ရမယ်အဲမို့လို့ကျွန်တော်လည်းနောက်တင်ပြတဲ့အခါကျရင်မာဖို့ပေရင်ပြင်ရတယ်ပေါ့ တက္ကပီရင်ပညာနယ်ကိုတခြားသောပီရင်အထောက်အကူပုအချက်လေးတွေနဲ့ကိုသင်ပြရတဲ့အခါမှာဒီတော့ပေါ့နော်အများလေးနားလေနိုင်တဲ့ဟိုနားလေအောင်ကျွန်တော်ရှင်းပြနိုင်တဲ့အကြောင်းလေးတွေနဲ့ပတ်သက်ရင်မြန်မာပီရင်ပညာမှာဘုပီရင်ပညာတက္ကပီရင်ပညာတခြားသောပီရင်ပညာနဲ့ဆက်ဆက်တဲ့ကိစ္စအရာလေးတွေကိုလည်းသင်ပြဖို့ကြိုးစားပေးပါပါမယ်အဲ့တော့ဒီလိုပြိဿအထက်မှာပဲနက္ခပီတင်နာမကတခြားသောပီရင်ပညာများကိုလည်းစိတ်ဝင်စားမှုရှိတဲ့အတွက်ကျေးဇူးတင်ပါတယ်အခုပြောပြ ဒါဒီမဟာဘုပေရင်ပညာအရာပေါ့နော်သူပြောရဲ့ဘဝကံတဲ့ပတ်သက်လို့တန်ကောင်းခြင်းကိုခံမှန်းခြင်းနဲ့ပတ်သက်လို့နက္ခပေရင်ပညာရဲ့သဘောထားနဲ့မတူညီဘူးလေးနဲ့သူ့ကိုခံမှန်းတဲ့ဆိုလို့ရှိရင်ဒီလိုနေစနစ်တွေရှိတဲ့ဆိုတော့အကြောင်းလေးတော့ပဲဒီဒီမြန်သာသူအနေနဲ့သိနိုင်မှာဖြစ်တယ်ဒီဘယ်ဟာကိုကြည့်လို့ချင်းဘယ်လိုကောင်းမယ်ဆိုတာကိုတော့သိနိုင်ဖို့အခက်အခဲမှုလေးရှိနေပါတယ်။နောက်များကြမှာပဲဒီအကြောင်းအရာတစ်ခုချင်းအလိုက်ပေါ့နော်။ပြန်ပြပြီးနားလည်နေအောင် နားလည်အောင်ရှင်းပြနိုင်မှုအတွက်စူးစမ်းပါမယ်ဆိုတဲ့အကြောင်းလေးကိုပြန်ပြအပ်ပါတယ်။ကျမ်းမှာကျမ်းသာလူပါပြပါစေ။အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်။